ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမှာအဆင်ပြေချုံးမွေ့စေဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကထထောင်းအောင်ဆန်းစုကြည်ကနိုင်ငံတော်သမ္မတဦးသိန်းစိန်လွှတ်တော်တက်မတော်တို့နဲ့လေးပွဲဆိုင်ရာတွေ့ဆုံမှုမြစ်တရရခန်းစာပေးပို့ခဲ့ရာနိုင်ငံတော်သမ္မတကပြည်တော်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေလေးလာသုံးသပ်ရေးပူးပေါင်းကော်မတီရဲ့အဆင်ပြေခန်းစာထွက်ရှိပြီးမှသာလေးပွင့်ဆိုင်တွေ့ဆုံမှုကိုစဉ်းစားတင်ကြောင်းသဘောထားမှတ်ချက်အပေါ် Radio Australia နဲ့တွေ့ဆုံမိမြန်ကမှာဒေါအောင်ဆန်းစုကြည်ကတုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်က ိုင်ငံတော်သမ္မတရဲ့တုံ့ပြန်ချက်ဟာတွဲဆောင်ဆွေးနွေးပွဲကိုမလိုလားရတာဖြစ်တာကိုပြက်ပြက်သားသားပြောကြလို့ကြောင့်လိုလားပါကအခုလိုမတွဲဆောင်စရာအကြောင်းမရှိကြောင်းပြည်တော်စုလွှတ်တော်ကိုမကြော်လွန်ခြင်းဟုပြောဆိုမှုဟာလည်းအခုကိစ္စမှာလွှတ်တော်ပါဝင်ပြီးသားဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။အခုလိုလေးပွင့်ဆိုင်တွဲဆောင်ဆွေးနွေးမှုကိုသမ္မတအနေနဲ့သာလုပ်ပေးနိုင်ပြီးလွှတ်တော်ကလည်းလုံရင်မရကြောင်းနိုင်ငံရေးပါတီ58ခုရှိတဲ့အနက်ကတခုရဲနဲ့တွဲဆောင်မှုမသင့်တော့ကြောင်းအကြောင်းပြချက်ဟာ1988ခုနှစ်မှာ နဝတနဲ့ NLD တို့တွဲဆုံဆွေးနွေးဖို့တောင်းဆိုခဲ့စဉ်ကပြန်ကြားခဲ့တဲ့ပါတီပေါင်း200ကျော်ရှိတဲ့အထက်ကပါတီတပါတီတည်းနဲ့တွဲဖို့မသင့်လျော်ဆိုတဲ့သဘောမျိုးပဲဖြစ်ကြောင်းမတွဲချင်၍မတွဲချင်တာဖြစ်ကြောင်းထောင်ဆန်းစုကြည်ကတွဲဆုံမြင်မြင်ကမှထပ်မံပြောကြားခဲ့ပါတယ်တက်မတော်နဲ့ပတ်သက်လို့လည်းတက်မတော်လွှတ်တော်အုပ်ချုပ်ရေးမနိုင်တဲ့အကြီးဆုံးအတိုက်အခံပါတီလို့ပဲဆိုဆိုပြည်သူ့ဘက်ကကိုစားပြုပြီးပြောဆိုတဲ့ဆွေးနွေးရဆိုတာအင်မတန်မှလုံးတင်လုံးထိုက်တဲ့ကိစ္စဖြစ်ပြီး အဲ့ဒီတော့မှတက်မတော်ရဲ့အနေအထားကိုလည်းနားလည်နိုင်ပြီး၎င်းတို့ရဲ့အနေအထားကိုလည်းတက်မတော်ကနားလည်နိုင်မှာဖြစ်တယ်လို့၎င်းကပြောပါရယ်ပြည်တော်စုလွတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေလေးလာသုံးသပ်ရေးပူးပေါင်းကော်မတီမှပြည်တော်စုလွတ်တော်ကိုအစီရင်ခံစာတင်သွင်းမယ်2014ခုနှစ်ဇန်နဝါရီလကုန်အထိလေးပွဲဆိုင်တွေ့ဆုံမှုမပြုလုပ်နိုင်မှာကလုံးတဲ့လုံးထိုက်သည်များ လုံဖို့လိုအပ်တာတွေကိုဆက်လက်လုံဆောင်သွားမယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကဆိုပါရယ်။ဒါအပြင်တွဲဆောင်မှုအဆိုပြုခဲ့မှုနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီရဲ့ဖွဲ့ချုပ်ဥက္ကဋ္ဌကဒီဇင်ဘာလ2ရက်နေ့နေဆွဲနဲ့အချက်၅ချက်ပါကြေညာတဲ့စာဆောင်ကိုထုတ်ပြန်ခဲ့ရာအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပြောကြားမှုတွေဟာအခြေရွှေဆိုင်မှုရည်ရွယ်ပြောကြားခြင်းဖြစ်တယ်လို့ယူဆနိုင်ကြောင်းပါရှိခဲ့ပါရယ်။အဲ့ဒီအချက်၅ချက်ကတော့နိုင်ငံရေးပါတီ58ပါတီနဲ့သက်ဆိုင်ပြီးပါတီတစ်ခုရဲ့နဲ့တွဲဆောင်မှုမသင့်တော်ကြောင်းပြောကြားချက်ဟာ 1988ခုနှစ်အမျိုးသားရင်ကြားစည်းရုံးအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့နဝတာအစိုးရတို့ဆွေးနွေးဖို့တင်ပြချက်အပေါ်နဝတာအစိုးရရဲ့တုံ့ပြန်ချက်ကဲ့သို့ပင်ဖြစ်ကြောင်းတွေ့ရှိရကြောင်းအဆိုပြုရာမှာလွှတ်တော်ပါဝင်နေပြီဖြစ်တဲ့အပြင်ပြည်တော်စုလွှတ်တော်အားဆောင်ရွက်နေတဲ့ပူးပေါင်းကော်မတီရဲ့လုပ်ငန်းတွေကိုပံ့ပိုးပေးနိုင်မှုဖြစ်တာကြောင့်ပြည်တော်စုလွှတ်တော်ကိုကြော်လွှားသွားတယ်လို့ပြောဆိုဖို့အကြောင်းမရှိကြောင်းအစိုးရရဲ့ပြောကြားချက်တွေဟာအခြေရွှေဆိုင်စီဖို့ရည်ရွယ်တဲ့ပြောကြားချက်တွေဖြစ်တဲ့အတွက်လက်မှတ်ခံနိုင်ကြောင်း အချိန်ရွှေဆိုင်ခြင်းဖြင့်နိုင်ငံနဲ့နိုင်ငံသားတွေအတွက်အကျိုးရလဒ်မရှိဘဲပြုပြင်ပြောင်းလဲရေးကိုနှောင့်နှေးစေမှာဖြစ်ကြောင်းအုပ်ချုပ်ရေးဘက်ကတွဲဆုံရေးကိုမလိုလားတဲ့ပြောကြားချက်တွေအရအစိုးရဟာဒီမိုကရေစီအရေးနဲ့ပြုပြင်ပြောင်းလဲရေးကိုမလိုလားဘူးလို့ယူဆစရာဖြစ်နေကြောင်းအဆရှိတဲ့အချက်တွေပါဝင်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကိုဒီဇင်ဘာလ2ရက်နေ့မှာကျင်းပတဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရထုတ်ပြန်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။